အားလုံးမင်္ဂလာပါရှင်အကဆောင် official youtube channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြီးရကျေးဇူးပါရနော်ကျမတို့ရဲ့ channel အားနေဒီကနေ့မှဆိုရင်တော့ကျမတို့ရဲ့ဆံအကဆောင်ရေးသားထားတဲ့ဘဲတပ်ဖောက်ခတ်နေဂလုံတက်ဖိတ်စာဆက်နှစ်ဆက်နေဆက်လက်ပြီးတော့ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်ဒီဇင်လဲကြောင်းရောက်တော့မရှိကမှာတော့ကျမတို့ရဲ့ channel ကို like and subscribe လေးလောက်တော့ပေးပြီးတော့ဒီနာမြင်ရတဲ့ notification ကိုလည်း တစ်ချက်လောက်ဖွင့်ပြီးအားပေးခဲ့ကြပါတော့နော်။စီအောင်ဆန်နဲ့လက်ယုံတက်ဖွဲ့တွေဟာတောင်ညိုကလေးလို အမြင်ရတဲ့နေရာကိုရောက်ရှိလာခဲ့ပြီးဂျူနီယာအနီးတစ်ဝိုက်မှာတစ်တော်တစ်ပင်နေနဲ့စိတ်ဆုံနေပြီးရရွာနဲ့လည်းအတန်ငယ်လှမ်းတော်မှု နေရထိုင်ရင်အဆင်ပြေလာပြီးဒါပေမဲ့စီအောင်ဆန်တို့ဟာပေါ်ပေါ်ထင်းထင်းတက်ဆွဲနေရမဟုတ်ဘဲတရားအထုတ်ရဲ့လာရောက်ကြတဲ့သူတွေတစ်ဖက်အသွင်ယူထားကြတယ်။တောင်ရင်ရှိအင်စင်းမြိုင်းလိုအမိရတဲ့ရွာငယ်ကလေးမှာ နောက်လိုက်နောက်ပါတွေကအခြေချနေထိုင်ကြပြီးရွာသူရသားတွေအသွင်ရုပ်ဖြတ်ထားကြသည်။ဘာကတော့ဆရာဆန့်ကိုတောင်ပေါ်ကိုလိုက်ပို့ကြပါလေ။တောင်ကြီးပေါ်မှာဖျားဖို့ခရီးသည်တွေမရှိရနဲ့တိတ်ဆိတ်အေးချမ်းလို့နေပါလေ။တောက်တဲ့ဖျားလေးအနီးမှာဆရာဆန့်တို့လူတစုစုယုံမိကြသည်။ဆရာကြီးဆရာကြီးရပါဖြစ်လို့ဒီနေရာကိုရွေးချယ်လိုက်တာလေ။ဒီနေရာဟာတကယ်တော့အောင်မြင်တစ်ခုပဲ။ကိစ္စကြီးမဆခင် ရှေးဘရင်မင်းနေကအောင်မြင်နေခဲ့တဲ့တောင်အခုငါတို့လည်းတော်လန်ရင်ကြီးမစတဲ့ခင် အောင်အတိတ်အောင်နမဲရောက်အောင်မြင်နေဖို့ပဲတောင်ယိုတောင်ကအောင်မြင်လို့တော့တိတ်မကြဖို့ဘူးဆရာကြီးဆရာဆန်းကတောင်ကြီးတထောင်ကိုလက်ညှိုးထိုးပြလိုက်တယ်ဟောဟိုတောင်ကိုကျွဲပုံတောင်လို့ခေါ်တယ်ဖယားရှင်ကကျွဲမင်းဖြစ်စဉ်ကပေါဝောက်ခဲ့တဲ့တောင်ကိုရာဇဝင်ထဲမှာအဆိုရှိတယ်ကျွဲမင်းကျွဲပုံဆိုတာက တနင်္လာနေ့ကြာသာရေးဓာတ်ကိုတွဲဖက်ထားတဲ့အတွက်ပထဝီဓာတ်တနည်းအားဖြင့်ပြောရရင်ဂလ်ဘောဓာတ်ပဲပထဝီဓာတ်ဆိုတော့မြေကိုကိုစားပြုတယ်အခုငါတို့ရဲ့ရည်ရွယ်ချက်ကလေငါတို့ရဲ့မြေပေါ်မှာအနိုင်ကျင့်ပိုးချနေတဲ့နေချက်မိဆောက်တွေကိုငါတို့ရဲ့မြေပေါ်ကနေတွန်းလှန်ဖယ်ထုတ်မှဖြစ်တဲ့အတွက်ပထဝီအောင်ဓာတ်မြေအောင်ဓာတ်ကိုယူမဲ့သဘောပဲဘာကတော့ဓာတ်သဘောတွေကိုနားမလည်တော့လေဆရာဆက်စကားကိုကြားတဲ့အခါမှာ ခေါင်းညင်လိုက်ကြရီအဲ့ဒီကျွဲဘုံတောက်မှာမှာကြောက်ကိုတစ်ခုရှိရဲ့အဲ့ဒီကိုအပေါ်မှာကြောက်သားတစ်ခုကကျွဲဘုံပေါ်နေတယ်ကျွဲရုပ်ကအရှိအယက်တနည်းလောက်ရက်ကိုမျက်နှာမှုထားတယ်ဒါကြောင့်ပထဝီဓာတ်ကိုအောင်မြင်နိုင်တဲ့ဆိုတဲ့အသွင်ကိုရှူတယ်အလောင်းမတရားကယူရီးယားကိုမတိုက်ခဲ့အချိန်မှာပထဝီဓာတ်အောင်မြင်ကိုနေခဲ့တယ်လို့ငါတို့လည်းတရားမြင်မှာကျင့်စနေကျင့်တိလာစောက်တည်ပြီးတော့အောင်တဲ့ကိအောင်လောက်ရမယ် ကျွန်တော်တို့ဘလောက်ကြကြနေရမှလဲဆရာကြီးနှုတ်ဝင်းကြိတ်အောင်45ရက်လောက်တော့ဒိဋ္ဌဝင်မယ်ဒါပေမဲ့ငါဒိဋ္ဌဝင်တဲ့ချိန်မှာမင်းတို့တွေကိုတာဝန်တွေအသီးသီးခွဲပေးမယ်ဆရာဆန်ကဖိုးစောနဲ့ဖိုးချက်ကို ကြည့်လိုက်တယ်ဖိုးစောကဂလုံးကနှကားကိုတုတ်ချိထားတဲ့ပုံစံနဲ့အလံတွေရအောင်စောင့်ရရမယ်ဖိုးချက်ကတော့တို့တက်သားတွေဝစ်စင်ဖို့အတွက်ရဲမဲ့ဝစ်စုံနေချုံလုံးနေရကိုကြီးကြပ်ရှာလိမ့်မယ် ဟုတ်ကဲ့ပါဆရာကြီးဒီအခါဘောက်ခတ်ကခေါင်းတစ်ချက်ကုတ်လိုက်တယ်ကျွန်တော်တို့တက်တယ်ကိုဘာဖြစ်လို့ဂလုံးတက်တယ်လို့အမြင်ပေးရလေဆရာကြီးဟုတ်တယ်ဆရာကြီးကျုပ်တို့လည်းသိချင်တယ်ဘောက်ခတ်မေးတဲ့အခါမှာတချောင်းလူတို့ချို့လေလိုက်လံမင်းမြန်နေဆရာဆိုင်ကခေါင်းညှိလိုက်တယ်မင်းတို့သိချင်ရင်ပြောပြရှားမှာပေါ့ကွာနေချဲဆိုတော့စနေနံမဟုတ်လားစနေနံဆိုတော့ငါကောကိုစားပြပါလေတို့ကနေချဲကိုအနိုင်တိုက်မဲ့လူတွေဆိုတော့ စနေနံကိုနိုင်မဲ့အရာကဘာများဖြစ်မှလဲ။ငကားကိုနိုင်တာကတော့ဂလုံဘောဆရာကြီးရဲ့ဟုတ်တယ်။ဒါကြောင့်နေချက်ဆိုတဲ့စနေနံငကားကိုဂလုံကထိုးတော့စားတော့မယ်ဆိုရိနမိတ်ပုံရိပ်တိုင်းငါတို့တပ်ဖွဲ့တွေကိုလေဂလုံတပ်ဖွဲ့လို့အမိပေးရတာပဲ။ဒါသဘောနဲ့ပြောရရင်တော့နန်းနေတာပေါ့ကွာ။ကျွန်တော်တို့နားလဲပါပြီဆရာကြီး။ဒါဘာခက်ကတာယာဝတီကိုပြန်ရမယ်။ ကျေးရွာကောင်းဆောင်တွေကိုအတိပေးပြီးတော့နောက်45ရက်ကြာရင်ဂလုံးတက်သားတွေစုယုံပြီးတော့အလန်းတော်ချီတက်လာခဲ့ဖို့အကြောင်းကြားရမယ်။ဒါဘခက်ကခေါင်းညှိလိုက်ပါရီ။ဘခက်မင်းရောတော့30နဲ့ကို သွားရမယ်။30ဆိုတော့ဒီရက်နေ့တိတ်မဝေးဘူးပဲဆရာကြီးရဲ့။အဲ့ဒီ30မဟုတ်ဘူးမနေ့စဉ်ကံမောစတိုင်းနောင်ချုံမြို့နယ်က30နဲ့ကို သွားရမှာပဲ။ရှမ်းပြည်ဆိုတော့အဝေးပါပဲလားဆရာကြီး။ 30နဲ့ကစော်ဘာဟောင်းကြီးတယောက်စီမှာမင်းမြောက်တစား၅ပါးရှိရင်ဟောဒီလက်ကိုက်ဘဝကိုပြလိုက်ပြီငါတောင်းခိုင်းလိုက်တယ်လို့ပြောရင်မင်းတို့ကအသာတကြီးထုတ်ပေးလိမ့်မယ်ဆရာဆန်းကတိုက်ဖို့အင်းကြီးအဲ့အတွင်းကမိုးပြရောင်ပိုးဘဝစာလေးကိုထုတ်ပြီးဘာခတ်ကိုပေးလိုက်တယ်ထိုးဘဝစာလေးမှာပဲငှက်အတောင်မလေးတစ်ခုကိုပိုးချီအဝါကလေးနဲ့ရေးထိုးထားတာတွေ့ရတယ်မင်းမြောက်တစားရီအကြောင်းကိုကြားလိုက်ရတာမို့ဘာခတ်ကဘဝင်မကြဘဲကိုဖြတ်သွားတယ် ကျောက်ကဆရာကြီးကိုခစ်ဆက်တဲ့လူတယောက်လို့ထင်ထားခဲ့တာတကယ်တော့ဆရာကြီးကဗရီတရစ်စနစ်ကိုပြန်လဲအသက်သွင်းနေတဲ့လူပဲဗျဘာခက်ကဒေါသတကြီးနဲ့ကိုပြောလိုက်တော့လေဆရာဆိုင်ကအေးအေးလူလူပဲနေမြဲနေပါလေမင်းမြောက်တစား၅ပါးဆိုတော့ဘရင်အဖြစ်နန်းတက်တဲ့ခါအသုံးပြုတဲ့အရာတွေမဟုတ်လားဆရာကြီးဗရီတရစ်ဘရင်နေမကောင်းခဲ့လို့ကျောက်တို့တိုင်းပြည်အခုလို့ဖြစ်နေရဲ့လို့ ဆရာကြီးအရင်ကပြောခဲ့ဘူးရဲ့သားနဲ့ခုတော့ဆရာကြီးကိုယ်တိုင်ကဘယ်ရတော့ဘာဖြစ်ချင်နေပြီထင်နေရှင်မင်းအာနာကိုတတ်မှတ်နေပြီထင်နေကျုပ်တို့လုံးမကတော်လန့်ရေးပြနေချက်အစိုးရကိုပေါကတော်လန့်မဲ့တော်လန့်ရေးဆရာကြီးဘယင်ယူယူဖို့မဟုတ်ဘူးအဲ့ဒီအခါဖိုးစောကမတ်တက်ရှက်လိုက်တယ်ဟဲ့ဘခက်မင်းစကားတွေလုံးနေပြီနော်မင်းပါဇက်ကိုမင်းကိုယ်တိုင်ပိတ်ရင်ပိတ်မပိတ်ရင်ငါပိတ်ပေးမယ် ဆရာဆန်ကဖိုးစော့ကိုလက်ကပြလိုက်တယ်။ဘာခက်ပြောတာလဲ။မှန်တာပဲဖိုးစော့ရဲ့။လွတ်လပ်တဲ့စနေတစ်ခုမှာအတိုက်ခံဆိုတာလေရှိတဲ့စမြေပဲမဟုတ်လား။အတိုက်ခံရဲ့ပြောဆိုချက်တွေကိုလေးလာတုတ်တက်ရမှတော်ကကြရင်မှတ်လား။ဒီကောင်ဆရာကြီးကိုစော်ကားနေအောင်ဆရာကြီးရဲ့။ဘာခက်မင်းပြောတော့ငါလက်ခံနေ။ဒိုရှေးဘရင်တွေကနန်းတွင်းနေရနေစီးစိမ်ရှင်မူအာနာပြရန်ကားနေပြီ။ တိုင်းသူပြည်သားတွေရဲ့အခြေအနေမှကိုမသိခဲ့လို့ဒိုတိုင်းပြည်ကြောက်ရွံ့ခဲ့ရတယ်လို့ငါပြောဖို့တယ်။ရှင်ဘရင်တွေကကိုအာနာရန်ရဲ့အတွက်တိုင်းသူပြည်သားတွေဘာပဲဖြစ်ဖြစ်ဂယုမဆိုင်ဖေးအခြေချင်းနမ်းလူပြီးစစ်ပွဲတွေခင်းတက်ကြဖြတ်ကြနဲ့မို့လို့ဒိုတိုင်းငယ်အခြေကချွတ်ချုပ်ကြပြီးအခုလိုနေချဲတွေရဲ့မတရားတိုက်ပိုက်တာကိုခတ်ခဲ့ရတယ်။ဒါဦးတည့်ရနဲ့ဆရာကြီးကဘယ်ရဖြစ်ချက်နေသေးရလား။ ဒါဆိုပြည်သူတွေကိုဘလို့ပြောပြီးမင်းစီယုံမှလည်းဖခတ်ဒီတော်လန်ကြီးကလယ်သမားတွေကြီးပါရုံနဲ့အောင်မြင်မှလည်းမဟုတ်ဘူးပြည်သူတရက်လုံးပါဝင်မှအောင်မြင်မဲ့တော်လန်ကြီးပဲဘာခတ်ကနှုတ်ဆက်သွားမိရင်ဒီအခါမှဆရာဆန်ကဒုဗမာရီအကြောင်းငါအတိဆုံးမှဘာခတ်ရဲ့ဗမာရီကနေချက်လက်အောင်မှနေရတယ်ဆိုပေမဲ့သူတို့စိတ်ဓာတ်ကပရိသရစ်စနစ်ကစိတ်ဓာတ်တွေမပြောင်းနေသေးဘူး အခုဒီသူတို့အိမ်မက်ထဲမှာတစ်ချိတ်ချိတ်ဗမာဘရင်တပားပေါ်လာပြီးတော့ဗမာရီကိုပြန်လည်ဦးဆောင်လို့တိုင်းနိုင်ငံအသိထူထောင်လိမ့်မယ်ဆိုရိအယူဆောက်တွေရှိနေကြသည်ဒီလိုအသိပညာနှိမ့်ကြတဲ့လူတို့ကို မျှတတဲ့ရွေးကောက်ပွဲတို့ပါလီမန်အုပ်ချုပ်ရေးတို့တော်ပြောလို့မရဘူးဖခင်သူတို့လိုချင်တာအရာတွေလည်းမဟုတ်ဘူးသူတို့နားလေလက်ခတ်ပြီးသူတို့ရုပ်ကြည့်ရကဖုံးလက်ရုံးနဲ့ပြေဆုံးနေဘရင်တပါးပဲ မာကတ်ကတွေ့တွေ့ကြီးခေါင်းညင်းလိုက်ပါရီဗမာပြည်ကလူဒန်းစားတွေအလုံးကိုစီးရောက်အောင်လှုပ်ဖို့အတွက်လူဒန်းစားတွေအလုံးမှာတူညီတဲ့ညှော်လင်းချက်တခုရှိရမယ်လူဒန်းစားအလုံးကလေသမားခေါင်းဆောင်တစ်ယောက်ကိုလိုချင်တာမဟုတ်ဘူးသူတို့လိုချင်တာဗမာတွေကိုဥစားမယ်ဗမာဘရင်တယောက်ပဲကြုံနာလဲပါပြီဆရာကြီးဟာဗမာတွေအကုန်လိုလာတဲ့ဘရင်အစ်စ်ပေါ်ပြီးဆိုရင်လှဲနေလှေအောင် မြင်းဆောင်မကြံလူတွေအလုံးကကျွန်တော်တို့ထောက်ခံလာလိမ့်မယ်ဆိုတာကျွန်တော်သိပါပြီအခုမင်းစိတ်တဲ့ရှင်းသွားပြီဆိုတာသိရတော့ငါကျေနပ်သွားပြီဖခင်ရတကယ်တော့ငါကဘယင်တစ်ပါးဖြစ်ချင်တာလည်းမဟုတ်ဘူးဒါပေမဲ့အခြေအနေအရရရလူတို့တစ်ခုလုံးရဲ့ထောက်ခံမှုရှားယူဖို့လူတို့တစ်ရက်လုံးရဲ့မျှော်လင့်ချက်တွေကိုအသက်သွင်းဖို့အတွက်မလုံးမဖြစ်လုံရောက်မဲ့အလုပ်တစ်ခုပဲဆရာဆန်ကအဖွဲသားတွေအားလုံးကိုကြည့်လိုက်တယ် ကဲမနေ့ဖြန်ကစပြီကိုတော်ဝင် ကိုကျေးဘောင်လှုပ်ဆောင်ကြပါ45ရက်မပြည့်ခင်ငါတို့ဒီမှာပြန်ဆုံကြမယ်ပြီးတော့အလန်းတောင်ကိုခြိတက်ကြမယ်ဇီယာဆန်းကပြောဆိုရင်လက်သီးလက်မောင်းတန်းတဲ့ခါမှာကြံတဲ့အဖွဲသားတွေကလည်းလက်သီးလက်မောင်းတွေထောင်းလို့တံမြတ်ဟစ်ဩကြပါလေဂလောင်အဖွဲအောင်ရမီဂလောင်အဖွဲအောင်ရမီနေချက်နှကားတွေကြာရှုံးရတော့ပြီအဖွဲဝင်နေအောင်လို့လူစုကွဲသွားတဲ့ခါ ်ဆရာဆန်းကဘာခတ်ကိုကြည်လိုက်တယ်။ဘာခတ်မင်းမဆေးမင်းကြောင့်နီ ကိုလွန်ကောက်ွက်ကြီးမရှိသေးပါလားကွ။ကျွန်တော်ကတော့အရာတွေကိုတိတ်မယုံပါဘူးဆရာကြီးရောင်။မယုံကြည်ပြီမင်းမင်းအဲ့ဒီဆေးတွေကိုထိုးနိုင်ရမယ်ဘာခတ်။ဂလုံးတက်သားတွေတော့စီရင်ထိုးနိုင်ကြတဲ့ဆေးတွေကိုမင်းတို့လက်ယုံတက်ဖွဲ့တယောက်ခေါင်းဆောင်တယောက်ကမထိုးနိုင်ထားဘူးဆိုရင်တို့ဂလုံးတက်ဖွဲ့ပေါ့သူတို့ထားတဲ့ယုံကြည်ချက်တွေလျော့နေသွားလိမ့်မယ်။ ကျွန်တော်နားလဲပါပြီဆရာကြီးဆရာဆက်ဟာမိုးပေါ့ကိုတက်ချက်မော့ကြည့်လို့လက်ချောင်းလေးကိုချိုးရီကတခုခုကိုရှေ့အတွက်တယ်ဒီညမှာနက်ခတ်အချင်းအခါကကြတယ်ဘခတ်ဒီတော့မင်းကိုငါကိုတိုင်ကိုလုံးဆေးတွေစီရင်ပေးမယ်ဘခတ်ကခေါင်းသာညှိပြတယ်ထိုနေ့ညဖိုးချက်လာခေါ်တာနဲ့ဘခတ်တယောက်တောင်မော်ကိုတက်လာတယ်တောင်မော်ရှိမြေကွက်လက်တခုကိုရှောက်တဲ့အခါဖြာကြောတက်ချက်ခဲလို့ အုံမွေငပြောပွဲတွေနဲ့တူအမွေးတိုင်းဖျောင်းတိုင်းနေထုံးကြီးထားတာတွေ့ရတယ်။ဖျားရဲ့အလဲမှာဆီယာဆန်းကမိမ့်မိန်ကြီးကိုထိုင်နေတယ်။ဘားကန်ရောက်လာတဲ့အခါဆီယာဆန်းကဖျားပေါ်မှာဝေထိုင်မှုအချက်ပြတယ်။ဘားခတ်မင်းတို့အခုချိန်ကစပြီးတော့ကိုလွန်ဆေးတွေစီရင်ပေးတော့မယ်။ဒီဆေးတွေစီရင်ပေးတဲ့အခါမှာအဖြတ်အမျိုးမျိုးပေါ်လာနိုင်တယ်ဘားခတ်။အဲ့ဒီအဖြတ်တွေကိုမင်းအောင်နိုင်မှသာစေးစီရင်အောင်မြေပေါက်ရောက်နိုင်မယ်။ မဟုတ်ရင်တော့ဒီဆေးရီယာအသားပေါ်မှာအယုတ်ရေးထားသလိုပဲဖြစ်ပြီးဘာအာနိသင်မှ ရှိမှလည်းမဟုတ်ဘူးဘာကကလက်အုပ်ချထားတယ်ဟုတ်ကဲ့ပါဆရာကြီးအရင်ဆုံးဖျားကတော့ပြီးတော့လက်အုပ်ချထားရမယ်တင်းစာဒိဋ္ဌံဆိုပြီးရင်ငါတိုက်ပေးရမှန်းတန်ကိုမိပါဇက်ဖျားကနေတဖွားဖွားနဲ့ရွတ်ဆိုနေရမယ်စေးစေးရနာမပြေးသေးသေး၍ငါကအောင်မီးတော့မအောင်ခိုက်သေး၍မင်းထိုင်နေရာက မထပဲနေရလိမ့်မယ် တကယ်လို့လှုပ်ရှားလိုက်တဲ့ဆိုရင်စေးစေးရင်ကပြက်ပြက်သွားလိမ့်မယ်။ဘာခတ်ကခံလန်းလန်းမှမြင်တွေ့နေရတဲ့ဇီဒီကလေးကိုလက်အုပ်ချီလိုက်တာဖခင်အကျနာရှိခိုးလိုက်ပါရီ။ပြီးတော့ဆရာဆန်တိုက်ပြီးတဲ့တိစာဒိဋ္ဌံဆိုလိုက်ကမန္တန်တစ်ခုကိုလည်းအဆက်မပြတ်ရွတ်ဖတ်တယ်။မန္တန်တိတ်မခတ်ခဲလှဘူး။ဆရာဆန်ကအနည်းရောင်စေးတော့အနည်းရောင်စေးတော့နေကိုဓာတ်နဲ့အနည်းငယ်ချေယူလိုက်ပြီးထိုအမောက်နေကို ကြေးကွက်ကလေးတစ်ခုတွင်းကိုထည့်လို့ဖြောဆက်လိုက်ပါ रे ဆရာဆန်ကိုရိုင်းလေးရှစ်ပါးတိလောင်စောက်တည်လိုက်ပြီးရနောက်မှာကြေးစောက်တန်ကြီးကိုထောက်ကန်နေဆရာဆန်ကဒုတစ်ပတ်ထောက်လို့မုံစိုးထိုင်ထိုင်လိုက်ပြီးရနောက်ဆေးစောက်တန်ကြီးကိုအသေးအချာကန်တွေ့တယ်ဖိုးချက်ကကြေးကွက်ကလေးကိုလက်နှစ်ဖက်နဲ့ရိုးရိုးတိတ်တိတ်ကန်ထားတယ်အရင်ဆုံးမင်းရဲ့ညာလမ်းမောင်းမှာကာကြီးပုံစံအင်းစမတော်ကြီးကိုရေးထိုးပေးမဲ့ဘာခတ်ပြောပြောဆိုဆိုဆရာဆန်က ဘာခဲ့ရလက်မကိုစောက်တန်နဲ့စတဲ့ထိုးနှံနေ။ကာကြီးဆိုတော့ပြီး33လုံးရဲ့အဆဆက်လုံးပဲ။ကာကြီးရဓာတ်သဘောမကိုက စတင်ချင်းရဲဝင်ချင်းအရှိဆုံးကနေမမမမတ်ရတ္တိချမ်းဆိုတဲ့ဓာတ်သဘောတွေပါဝင်နေ။ဒါကြောင့်ငါတို့တော်လန်ရင်မှအရှိဆုံးကနေရင်းဆိုင်တိုက်ခိုက်မိတက်သားတွေကိုကာကြီးလိုဆက်လုံးရေးထိုးတတ်မှတ်ပေးထားတာတော့ဖြစ်တယ်။ဆရာဆန်းကဆေးကွက်ထဲကဆေးရည်ကိုဆွတ်လိုက်ဆုတ်တန်နေ။ ထိုးပေါက်ပေးလိုက်လုံနေတယ်။တခါကာကြီးဆိုတဲ့ဆက်လုံးကကာရီ၊ကွယ်ရဲဆိုတဲ့အတိတ်ဘက်ကိုဖော်ဆောင်နိုင်တယ်။ဒါကြောင့်ကာကြီးဟာ အကဝဲသဘောလေးဖြစ်တယ်လို့အဝူးအဆသဘောလေးဖြစ်ပြန်နေကွယ်။ဘာခက်ကဘလို့စကားမှမဆိုတော့ဘူး။မန္တန်ကသာရွတ်ဖတ်တယ်။ခါဝဲဆိုတာကတော့ခုခံနေ။ခိုက်ခန့်နေဆိုတဲ့သဘောတက်ရောက်တယ်။ဒါကြောင့်မို့ကာကြီးတက်သားတွေကိုနောက်ွယ်ရနိုင်ခုခံဖို့ ထောက်ပံ့ဖို့အတွက်ခါဝေးတက်သားတွေကို ဖွဲ့ပေးရတဲ့ဘောပဲတက္ကအင်းပညာဘက်ကကြည့်ရင်လေအင်းဝိဇာအစတဘောက်ကဆိုးတဲ့စကားအတိုင်းအင်းနေထဲမှာဆက်လုံးတစ်လုံးနဲ့ပါတဲ့တဘောက်အင်းဟာအစွမ်းအထက်ဆုံးပဲတဘောက်အင်းကနေမှဆင်ပွားပြီးနှစ်ပေါက်အင်းလေးပေါက်အင်းနေအဖြစ်ထက်ဆင်ပွားကြတယ်ဒါကြောင့်ငါကအခုကာကြီးခါဝေးတို့ဆက်လုံးတွေထိုးနှံတဲ့အခါမှာတဘောက်အင်းနေအဖြစ်နဲ့ထိုးနှံပေးနေရပဲဘာခက်ရဲ့ ဆရာဆန်းကကြေးစုပ်တတ်ခြင်းနဲ့အရေပြောင်းကိုထိုးဆိုင်ပြီးဈေးတွေကိုထိုးနှံတော့ဘာခတ်ရဲ့လက်မကသွေးများဝင်ဖျားလို့စီးကြလာခဲ့တယ်။သို့တော်လေဘာခတ်ကမျက်ခုံးတစ်ချက်မတော်မင်းမန်နန်ကိုသာအာယုံဆိုက်လို့ရွှတ်ဆိုတယ်။မကြခင်ကာကြီးအင်းတော်ကြီးကိုရေးဆွဲလို့ပြည်စည်းသွားပါတယ်။ဆရာဆန်းကခဏရှာနာလိုက်ပြီးတပောင်းအင်းပေးရင်လေးပောင်းအင်းကအစွမ်းဆုံးမင်းလေးပောင်းအင်းမှာစဒဘဝ ဆိုတဲ့နာမည်နဲ့စောင်းလျှောက်တဲ့အခရာကြီးလေးလုံးပါဝင်နေလေးပေါင်းအင်းကို လေးနှစ်အောင်ထိုးလိုက်ရင်နာမည်လေးပါးစောင်းလျှောက်တယ်လို့ရှင်းစရာတွေကယူဆကြတယ်အဲ့ဒီနောက်ဆရာဆန်ကဘာခက်ရဲ့လမ်းမအိုးနှစ်ဖက်မှာ လေးပေါင်းအင်းနဲ့ရေးဆွဲပေးပြီးဘာခက်ရဲ့ရှင်းအိုးနှစ်ဖက်မှာလေးလေးပေါင်းအင်းနဲ့ကိုရေးထိုးပေးထားတယ်လေးပေါင်းအင်းနဲ့ရေးထိုးတဲ့အခါမှာတော့ဆရာဆန်ကစကားမပြောတော့ဘဲလေးလုံးဆက်မန္တန်ဒီကိုရွတ်ဆုပ်နေအောင်တွေးရတယ် ။ဇီယာဆက်ယမန်းနဲ့ရွတ်ဆိုမှုဟာထက်ကရိုင်းကြလို့အဖြဲအတောက်မှမှန်းအတန်နဲ့အတန်နောက်မှမှန်းနဲ့ရွတ်ဆိုနေတယ်လို့နားထောင်လို့ပင်ကောင်းလာတယ်။မကြမီမှာပဲပတ်ဝန်းကျင်တစ်ခွင်လုံးတိတ်ဆိတ်ငြိမ့်သက်သွားပါလိမ့်။ဘာကဲကမန်းနန်းကိုတောင်ခက်မှမှန်းစိတ်ထရောက်နေရှုံးနေတယ်။အလောတိတ်ဆိတ်ငြိမ့်သက်တဲ့ပတ်ဝန်းကျင်ကြောင့်ကိုယ်နှလုံးခုန်တဲ့ကိုပင်တရော့တော့မြည်ဟီလို့အကျဲကြီးကိုကြားနေရပါလိမ့်။ငယ်စိုးတကောင်ကဂေကနေအောင်မြည်လို့ ခေါင်းမော်တဲတဲရနေကြော်ဖြတ်သွားပါရီမကြခင်တင်အောင်တောက်တဲ့ရီရဲ့အော်တန်ကိုကြားရရီအဲ့ဒီရနေတစိမ့်တောကောင်မြေဆောင်တို့ရဲ့အော်မီတဲ့အတန်တွေကိုထပ်မံကြားရလို့အတန်တွေဟာတဖြည်းဖြည်းနဲ့စူညံလာခဲ့တယ်တောကောင်နေအော်တန်တွင်ကကြားဟင်းတဲ့ကိုကြားလင်ရတော့မို့ဘာခက်ကတုံ့လို့သွားမရင်ဒါအဖြစ်ပဲဖြစ်မယ်ငါစိတ်ကိုစမ်းတတ်နေအောင်ဖြစ်မယ်ဘာခက်ကမျက်စိကိုဆုံးမိပြီးအတန်တွေကိုဆက်လက်နားထောင်နေမိရင် ကြာရင်တန်ကြီးပြီးသွားတဲ့အခါစေအောင်ကြီးတအောင်ရဲ့အတန်ကိုကြားရတယ်။စေနရတကြီးကြီးနဲ့အော်မီကြောင့်လို့တောင်မကိုပြေးတက်လာကြတယ်။တဝဝုံအတန်ကိုကြားရပြီးရနောက်မြေကြီးများပင်လှုပ်ရမ်းလာခဲ့တယ်။တာမန်လူတယောက်ဆိုရင်ဒီအတန်နေကြားတဲ့အခါမှာအလွန်ကြောက်နဲ့တုန်လှုပ်သွားမှဖြစ်တော်လေ။ဘာကကစိတ်ကိုဒုံဒုံချလို့မန်တန်ကိုသာအားဆိုင်ရွှတ်ဖတ်တယ်။စေအောင်ကြီးကဘာကထိုင်နေတဲ့ဖြာနေဘေးမှာလှည့်ပတ်ပြေးလွှားနေကြတယ်။အတန်လေးကိုကြားရတယ်။ အဲ့ဒီနောက်စင်းတဲ့နေဟာပျောက်ချင်းမလားပျောက်ခဲ့သွားပြန်နေဒီအချိန်ဟိုးခတ်ဝေဝေဝေါကနေအတန်ကြီးတစ်ခုကြာရတယ်မြေကြီးတွေလှုပ်ရှားနေတဲ့အတန်နဲ့တူညီတယ်လို့မိုးသားတိမ်လေးတွေဟာဝေါကနေအတန်ပေးလို့ပြေးလာတဲ့အတန်မျိုးလေးဖြစ်တယ်ဒီအတန်ဟာတပြေးပြေးနီးကပ်လာတာနဲ့အလွန်စဉ်ညာလာပြီးတောတောက်ကြီးတစ်ခုလုံးတွတ်တွက်ခအောင်လှုပ်ရမ်းနေတဲ့အတန်မျိုးလေးဖြစ်တယ်ဒီအတန်ကြီးကြာရတော့လေဘာကကအထိုင်မပြတ်ဘူး ပဝင်းကျဲတခွဲမှာတော့တေပင်ကြီးတွေတဝုံဝုံပြိုလဲနေတဲ့အတန်နေနဲ့ပြောင်းဆက်နေပါလိမကြခင်အဲ့ဒီတန်နေအနေငယ်တိတ်ဆိတ်သွားလို့အတန်နဲ့ကြီးတွေထွက်ပေါ်လာခဲ့တယ်အတန်နဲ့ကြီးတွေဟာကြောင်မဖွဲ့ကောင်းတဲ့အော်တန်များနဲ့အော်ဟင်းနေကြပြီးငရဲပွက်တဲ့လောင်းကိုစူညံနေဒီအတန်နေအတော်ကြောင်ခန်းစားလိုက်ရပြီးရနောက်အတန်နေအားလုံးဟာရုတ်တရက်ပြောက်ွက်သွားလို့ပဝင်းကျဲတခုလုံးတိတ်ဆိတ်သွားပါလိလေးပေါင်အင်း လေးကတော့ပြီးသွားပြီပါခဲ့ရေဒီအခါမှာဆီအောင်ဆက်ရဲ့အတန်ကိုပြန်ချားရင်မင်းတဆင့်တော့အောင်မြင်ခဲ့ပြီပေါ့ဒီအဆင့်ပြီးရင်တော့တနက်ကြည်စန်းမိဘောင်ရန်နေရနေကဝဲနိုင်နေအင်းစမဖရားတက်စုကိုရင်ဝါထိတ်မှရေးဆွဲပူဆော်ရမယ်ဓာတ်ခုတ်လှန့်ထိုးထန်နေကကဝဲနိုင်နဲ့နေလားဆက်ကြတွေ့ပေရက်ကိုလေလေဝင်းတစ်ပတ်ထိုးနှံပေးရလိမ့်မယ်ဆီအောင်ဆန်းကရင်ဝါကိုစုပ်ချက်ထိုးတဲ့အခါမှာ ဘာကက်ကစစ်ကနေစစ်ကနေနာကျန်သွားမိရင်ဒီရက်စစ်မှာပို့ပြီးအစင်းမြက်နဲ့အနှောက်ရှက်တွေနဲ့တွေ့ရလိမ့်မယ်ဘာကက်ဆရာဆန်ကစုပ်စိုးကိုဆက်လက်ထိုးနှံပေးပါရီဘာကက်ကမျက်လုံးစုံမိတ်ထားတဲ့အချိန်အမြင့်အယုံထဲမှာအလွန်ဆူးရှားတဲ့အလင်းရောင်တစ်ခုထွန်းလင်းလာတာမို့လမ်းဖြတ်ပြီးမျက်လုံးဖွဲ့ကြည့်ရင်ဘာကက်ကအနီးပတ်ဝန်းကျင်ကိုကြည့်ရခါမှာဖျားပေါ်မှာမိမိတအူးသေးတာရှိနေလို့အနားမှာဘသူမှလည်းရှိမနေနိုင်တာတွေ့ရတယ် စူရှာတဲ့အလင်းရောင်ဟောင်းနေလုံးတစ်လုံးနဲ့ကောင်းကင်ရံမှာထွန်းလင်းလို့ပတ်ဝန်းကျင်ကိုလွှမ်းခြုံနေမကြမီအချိန်မှာပဲတောအတွင်းကမွေမျိုးစုံကထွက်လာနေမဝေမွေဟောက်ငန်းတော်ကြောင့်ငန်းပုတ်တော်ကြီးမွေဟောက်အစရှိရမွေမျိုးစုံတို့ဟာလူလုံးနေကြလို့ဘာကထိုင်းနေရဘက်ကိုဦးတည်လာကြတယ်မွေရောက်အပပြဲနေထောင်လို့ဖြာဆက်ကနေစိတ်ခေါ်နေကြတယ်ချုံမွေတွေအပြင်လူကြီးပေါလုံးကောင်ရှိတဲ့ဇပတ်အုံးမွေ ဇပကြီးမွေးတွေလည်းထွက်ပေါ်လာလို့ဘာခက်ကိုတိုက်ခိုက်တော့မဲ့တပွဲရမ်းမှုနေကြလိမွေးတွေထွက်လာပြီးရနောက်တာရတတိဆက်တွေထွက်လာကြပြန်နေခန္ဓာကိုယ်မှာအဆက်ပြောက်တွေပါတဲ့စက်တဲ့များအနှံ့နဲ့အဝါဆဲကြားကြီးတွေဟာတောအတွင်းကနေတိုးထွက်လာကြပြီးဘာခက်ကိုတိုက်ခိုက်စားတော့မဲ့ပုံစံမှန်ဖြစ်လို့လှည့်ပတ်နေကြလိမကြခင်မှာပဲတကူလုံးနတ်မောင်နေတဲ့စက်တဲ့နဲ့ကြီးဟာဘွားကနေခုန်ထွက်လာပြန်နေစက်တဲ့နဲ့ကြီးရဲ့မျက်လုံးက အနည်းရောက်နေလဲလက်နေပြီးအဆွဲကြီးကလည်းအလင်းရအောင်မှဝဲလန့်နေကြတယ်။ထိုကြက်သိန်းနဲ့ကြီးကို မြင်တွေ့တဲ့အခါမှာဘောက်ခက်ရတကူလုံးကြက်သိန်းမွေးညင်းနဲ့ဗျံကနေထသွားလို့စိတ်ထဲကအလိုလိုကြောက်ရွံ့လာခဲ့တယ်။ဒါမဟုတ်ဘူး။ဒါရီကတကယ်ဖြစ်နေရလဲမဟုတ်တော့ဘူး။ဘောက်ခက်တယောက်စိတ်ထဲအတင်းနေပိုးထိုးစဉ်လူသားတအုပ်ဖြစ်တာမို့ကြောင်မွက်ဖွဲအစင်းတရံတွေကို မြင်တွေ့တဲ့အခါမှာကြောက်စိတ်ဖြစ်ပေါ်မိတော်လေ။အဲ့ဒီကြောက်စိတ်ကိုချိုးနိုင်နိုင်စူးစမ်းနေရတယ်။ တာရတရိစံနေဟာဘာခက်မျက်စိရှိမှပဲတကောင်မိတကောင်ပြောက်ွက်သွားကြပြီးရနောက်မြူတူတွေကြဆင်းလာပြန်နေမြူတူတွေအတွင်းကအစင်းပေါဒနာအမျိုးမျိုးရှိတဲ့တရဲချူတွေဟာကြောင်မဖွဲအတန်ကြီးတွေပေးလို့အရှိ့ကိုတဖြည်းဖြည်းနဲ့တိုးလာတယ်။အဲ့ဒီတရဲချူတွေကတော့တာမန်လူတအုပ်မြင်တွေ့လိုက်ရင်ကြောက်ရွံ့မိုးဝေလို့မင်းမျောသွားနိုင်တော်လေ။ဘာကက်ကတရဲချူတွေရဲ့ရုပ်သွင်းကိုစူးစိုက်ကြည့်နေမိပါလိမ့်။ဘာကက်ကမျက်လုံးမှိတ်လိုက်ချမ်းတော်လေ ရက်ခုံးနေကိုမှိတ်လို့မရဘဲကိုဖြစ်ရတယ်။ဒီအခါမှာအဖျက်အမောက်နေရဲ့စမ်းသပ်မှုတစ်ခုအဖြစ်နားလည်လိုက်ပြီးတော့အလွန်ရုပ်ဆိုးတဲ့တရေကြီးတွေကိုစိုက်ကြည့်ရင်အစာပိုင်းမှာတော့အဲ့ဒီတရေကြီးတွေရဲ့ရုပ်သိမ်းကိုမြင်တဲ့အခါမှာကြောင်ရွံ့တော်လဲကြည်နေရင်ကြည်နေရင်မျက်စိရင်လာလို့ကြောင်မဖွဲ့ရတိတ်မကောင်းတော့ဘူး။ဘာကကတရေကြီးတစ်ကောင်ရဲ့မျက်နှာကိုစူးစိုက်ကြည့်ရဲ့အခါမှာထိုတရေကြီးရဲ့ရုပ်သိမ်းကတဖြည်းဖြည်းနဲ့မှိန်ဖြောလာပြီးပျောက်ကယ်သွားပါလေ။ထိုနည်းနဲ့ ဘာခဲကတရေကြီးတွေစိုက်ကြည့်ရင်တရေကြီးများဟာဒကာမီးတက်ကောင်ပျောက်ကွယ်သွားပြီရနော်အလင်းလုံးကြီးမှလည်းတဖြည်းဖြည်းနဲ့မှိတ်ဖြော့လို့ပျောက်ကွယ်သွားပါလေဒီအခါဘာခဲမျက်နှာအရှိမဆရာဆက်ရဲ့ပုံရိပ်ကပေါ်ပေါက်လာပါလေဆရာဆန်းကနီလာဆက်ကြောသွေးပဲရက်ကိုဘာခဲရဲ့လေပင်တစ်ပတ်ပြည့်အောင်ထိုးနှက်ပြီးပြီမို့နောက်ဆုံးလေပင်အရှိမအစိုးသက်နေတဲ့အချိန်တော့ဖြစ်ပါလေကောင်းတဲ့ဘာခဲမင်းဟာမင်းရဲ့စိတ်ထရအကြောက်တရားကို ဖယ်ရှားနိုင်ခဲ့ပြီရာသီဥတို့ထင်သလောက်မပူတော့လေဆီယာဆန်းကချွေးပြက်ပြက်တော့ကြာနေတယ်နောက်ဆုံးအစ်စ်မေကျန်တော့တဲ့ဘခတ်အဲ့ဒါကတော့လက်ဝဲလက်ရောက်လက်ဖြတ်မှာနတ်ဆေးကြီးလို့ခေါ်ရိစာကြောင်းတစ်ကြောင်းရေးဆွဲရမယ်နတ်ဆေးကြီးကိုဂုံမန်ရက်ခါတွေကဆောက်ရှောက်တယ်လို့ဆိုတယ်တချိန်ကဗရက်နာဟာဒီဆေးကိုလက်ဝဲလက်ရောက်လက်ဖြတ်အောက်မှာထိုးနှံပြီးတော့တိုင်းနိုင်ငံအသေးသေးကိုလက်ယုံရင်နဲ့အောင်မြင်ခဲ့တယ် ဆရာဆန်းကဖောက်ခဲ့ရင်ဘဲဘဲလက်ကိုဆွဲယူပြီးလက်ပြန်အောက်အနားမှာစသားဝဝိုင်းကိုရေးထိုးလေတော့တယ်ရက်ခုခါမှာတော့ဘာကြောင့်မှမသိဆရာဆန်းစုတ်တယ်နဲ့အသားကိုတစ်ချက်ထိုးနှံလိုက်တာအသေးခိုင်မတက်ကိုနာကျင်လှပြီးတယ်ဘာကအန်ကိုတင်းတင်းကြိတ်ထားလို့စိတ်ထဲကမန်နံကိုဆက်လက်ရွတ်ဖတ်တယ်ဒီလိုရွတ်ဖတ်နေရင်မူးမေ့လဲကြတော့မလို့ခန်းစားလိုက်ရတယ်စိတ်အာရုံဟာတိတ်ဆိုင်တိတ်တခုလို့ပေါ်ပါလို့ လေးနှစ်အောင်လွှဲသောမဲ့ပုံစံမျိုးခန်းစားနေမိရင်ဘာခတ်ဟာထိုင်နေရင်နဲ့ကိုလုံးဟာရှေ့ကိုငိုင်းဆိုင်ကျသွားလိုက်အနာကိုလမ်းကျသွားလိုက်နေဘေးနှစ်ဘက်ကိုရိမ့်ထိုးနေလိုက်နဲ့အမျိုးဆုံးအောင်ခန်းစားနေရတယ်ခနာကြမှာအတူတရနဲ့တဲ့ကြောက်ကဘာကြီးတွင်းကိုပြုတ်ကျသွားသလိုခန်းစားလိုက်ရပြီဘာခတ်တယောက်လှမ်းဖြတ်လို့မျက်လုံးတွေကိုဖွဲ့လိုက်တယ်အလွန်ကြီးမားတဲ့ကြောက်ဖြာကြီးတစ်ချက်ပေါ်မှာဘာခတ်တယောက်ရောက်ရှိနေရတော့ဖြစ်ပါလေကျောက်ပြကြီးကအတောင်20ခန့်ပက်လေကျဲဝန်ပြီ ကျောက်ဖြာကြီးရဲ့အစွန်းမှာတော့တဲ့ကဲတို့အရာတွေကဖုံးလွှမ်းနေ။ကျောက်ဖြာကြီးဟာတောင်ကြီးတစ်လုံးရဲ့ထိပ်ဖြားပိုင်းလောက်ဖြစ်မယ်လို့ဘာခက်ကတွေးတောင်းမိလိုက်တယ်။ဒီအချိန်မှာပဲကျောင်းမဖွဲရေတန်ကြီးနဲ့တူဘလူးကြီးတကောင်ကမိုးပေါ်ကနေပြုတ်ကျလာပြီးဘာခက်ရှိကိုဆင်းသက်လာခဲ့တယ်။ဘလူးကြီးဟာတကူလုံးစိတ်ဖက်ဖက်အသားရေရှိပြီး အလွန်ထွားကြိုက်လှပါတယ်။ဘာခက်ကဘလူးကြီးကိုကြည့်နေစက်မှာပဲဘလူးကြီးကဘာမပြောညာမပြောနဲ့ဘာခက်ကိုဝင်းရောက်တိုက်ခိုက်တယ်။ ဘလူးကြီးရတိုက်ခတ်တွေကိုဘာခတ်တယောက်ရှောင်ရှားနေရတယ်။ဘလူးကြီးရလက်သီးနဲ့တစ်ချက်ထိုးနှက်တဲ့အခါမှာဘာခတ်ကလက်သီးချက်ကိုဘဲဘက်လက်ဝါးနဲ့ဟတ်ထားတယ်။ဘလူးကြီးရလက်သီးပြင်ရကြောင့်ဘာခတ်ကလက်သီးချက်ကိုတောင်းမြင်လိုက်နိုင်တော်လေ။လက်သီးရပြင်ရကြောင့်အနောက်ဘက်ကိုခြေထရွတ်ဆွဲလို့လွှင့်ထွက်သွားပါလေ။ကြောက်ပြကြီးရအစိုးနှောင်းကိုရောက်တဲ့အခါပြုတ်ကြတော့မယ်ဆက်ဆက်ဖြစ်သွားတယ်။ကြောက်ပြကြီးအောက်ဘက်မှာတော့တိန်နေဖုံးလွှမ်းနေကအလွန်မြန်မာတဲ့ဇာကဘာကြီးတစ်ခုတွေ့ရတယ်။ ဘလူးကြီးအားထပ်မံပြီးတော့တိုက်ခိုက်ပြန်နေဘာကကဘလူးကြီးရဲ့အောက်ကိုရှင်နိုင်မမဟုတ်မှန်းသိလိုက်ရတာမို့ဘလူးကြီးကိုဂျောကဘာကြီးအောက်ကိုပြုတ်ကျသွားအောင်လုပ်မယ်လို့အကြံရှာလိုက်တယ်ဘာကကဘလူးကြီးရဲ့တိုက်ခွက်တွေကိုပိုခါတီကရှောက်တိတ်နေရတယ်တချို့မှာတော့ဘလူးကြီးကဘာကကိုလက်သေးနဲ့ထိုးနှက်လိုက်တဲ့အခါမှာဘာကကလက်သေးချက်ကိုအသာငုံရှောင်နေဘလူးကြီးကအားလုံးသွားလို့ကြောက်ပြကြီးထက်ကပြုတ်ကျလို့ဆက်ဆက်ဖြတ်သွားတယ်တရက်ကဘာကဟာ ဘလူးကြီးရဲ့တကောက်ကွေးကိုခြေဖောင်းနဲ့ပေါက်ချလိုက်တော့မို့ဘလူးကြီးရဲ့ကိုခန္ဓာဟာအရှိဘက်ကိုရိုင်းလဲကျသွားပြီးကြောက်ကြီးတွင်းကိုပြုတ်ကျသွားပါလိမ့်။ဘာကကဘလူးကြီးကိုငုံကြည့်ရင်ရေမောနေမိရဲ့။ဒီအချိန်ကြောက်ဖြာကြီးအပေါ်ကိုဘလူးကြီးသုံးကောင်ကထမှန်ခုံဆဲလာပြန်နေ။ဘလူးတကောက်ဟာအနည်းယောင်အသားအရည်ရှိလို့တခြားဘလူးတကောက်မှတော့အနည်းယောင်မဲပြောင်းနေတဲ့အသားအရည်ရှိပြီးနောက်ဆုံးဘလူးဟာထုံးရည်အလောက်ဆွတ်ဆွတ်ပြုံးနေတယ်။ ဘလူကြီးသုံးကောင်ဘာကတ်ကိုအတင်းဝင်ရောက်တိုက်ခိုက်ကြပါလိဘာကတ်ကရှောင်ရှားနေတော့လေသုံးယောက်တစ်ယောက်ဖြစ်တာမို့ဘလူတွေရဲ့တိုက်ခိုက်မှုကိုလှိမ့်နေအောင်ကိုခံရတယ်ဒီလိုတိုက်ခိုက်နေရင်ဘာကတ်ရဲ့ဘဲဘက်လက်ဖြတ်အောင်မှာရွှေရောင်စလုံးတွေပေါ်ပေါက်လာတာတွေ့ရတယ်ဘလူကြီးတစ်ကောင်ကလက်နှစ်ဖက်ကို ဆုပ်လိုက်ပြီးလက်သေးကြီးတစ်ခုနဲ့ဘာကတ်ရဲ့ငယ်တဲ့ကိုထူးခြားလိုက်တဲ့အခါမှာဘာကတ်ကဘဲဘက်လက်နဲ့ပြန်လဲပင့်ခံနေဝုံးနဲ့မြည်တမ်းကြီးနဲ့တူ ဘလူးကြီးဟာလေဘော်ကိုမြောက်တက်သွားပြီးခက်လန်းလန်းကိုလွှင့်ဆဲကျသွားတယ်။ဘာကကမိမိမျက်လုံးမင်းမယုံနိုင်အောင်ဖြတ်သွားတယ်။နောက်ထပ်ဘလူးနှကောင်ကိုလည်းဘယ်လန်းနဲ့ပဲထိုးနှံတိုက်ခိုက်တော့ဘလူးတွေကမရှုမလခံစားကြရတော့တယ်။ဘာကလက်တီနဲ့ထိုးနှံခက်လန်းရတဲ့ဘလူးကြီးဟာအနာကိုလွင့်လွင့်ထွက်သွားတာလေးဖြစ်ပြီးထိုနည်းနဲ့ဘာကဟာဘလူးကြီးသုံးကောင်ကိုကြောက်ဖြာအောက်ကိုထိုးနှံပြစ်ချလိုက်ပါတယ်။ဘလူးလေးကောင်စလုံးအနိုင်ရှာသွားတဲ့အခါ ဘာခဲ့ရဲ့ဘဲဘက်လက်ဖြတ်နဲ့ညာဘက်လက်တထောင်ဆက်အနီးမှာရွှေရောင်စသားတွေရောပေါ်ပေါက်လာခဲ့တယ်။တရချင်းဆရာဆက်ရဲ့အောင်မီအောင်မီလို့ကျွေးကြောတဲ့ကိုကြားရပြီးပတ်ဝန်းကျန်မှာရခဲမူလားရှိရတဲ့ပြောင်းလဲသွားပါလိမ့်။အောင်မီဘာခဲ့ရဲ့မင်းရဲ့ဆေးတွေအကုန်လုံးအောင်မြင်ခဲ့ပြီ။အခုမင်းလက်သေးလက်မောင်တက်ပြီးတော့အောင်မီလို့တုံးချက်អော်လိုက်တော့ဟိ။ဘာကက်ကထိုင်တရကမတ်တက်ထားရပြီးအောင်မီလို့တုံးချိန်អော်ဟစ်လိုက်ပါလိမ့်။ဘာကက်ရဲ့អော်တဲ့ဟာ တောင်ညိုတောင်တခွင်လုံးကိုကျဲလောင်စွားနဲ့ဖောင်းလန်းသွားတော်ရီမနက်ခင်းလင်းနာနဲ့လာထရဘာကတ်ကိုကျောပွေးလွယ်အိတ်တစ်ခုပေးလိုက်တယ်အဲ့ဒီလွယ်အိတ်ထဲမှာအင်းလေးစစ်သားတွေအတော်ပြုတ်လေရှိတယ်ကင်မဆောင်နဲ့ရက်လောက်ထားတယ်အိတ်တမျိုးတော်ဖြတ်တယ်အိတ်ထဲမှာကိုဘာကတ်လိုအပ်မဲ့ပစ္စည်းတွေအကုန်လုံးထည့်ပေးထားပါတယ်ကျေးဇူးတင်ပါတယ်လာထီဘာကတ်ကကျောပွေးကိုဆွဲလက်မဲ့ပြုတ်လိုက်တော်လေလက်တစ်ဖက်ထဲနဲ့မို့အိတ်ကိုလွယ်ဖို့အဆင်မပြေဘူးဒါကြောင့်လာထီရပြီ ဘားကတ်ကိုလွဲအိတ်ကိုလွဲပေးလိုက်ပါလေ။ဒါနဲ့မင်းတော်တော်တော်လှလာတာပဲလှထည့်ရဲ့။ဘားကတ်ပြောတဲ့အခါလှထည့်အောင်ရှက်ပြောင်းနေပြုံးလို့ခေါင်းငုံသွားပါလေ။ကိုဘားကတ်ကဘာတွေပြောနေရလဲ။ဟုတ်တယ်လေ။မင်းတို့ကပထမဆုံးတွေ့တော့ကမင်းကဒီလောက်မလှသေးဘူးလားလို့ဘားကတ်ဟာပြောဆိုရင်းနဲ့တဟားဟားနဲ့ရှင်းမလိုက်ပါလေ။ဒီအချိန်ဆေးရဆန်းနဲ့နောက်လိုက်နောက်ပါလေ။ဘားကတ်စီကိုလှမ်းလာရင်ဘားကတ် ပေးထားတဲ့တာဝန်ကို ကျေးပွန်းလောက်ဆောင်ပါဟုတ်ကဲ့ပါဆရာကြီးကျွန်တော်စွမ်းကိုစူးစမ်းပါမယ်စူးစမ်းတော့မလိုချင်မှုဖောက်ခတ်မရရအောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်ကိုပဲလိုချင်နေဟုတ်ကဲ့ဆရာကြီးကျွန်တော်မင်းမြောက်ဒဇာ၅ပါးကိုမရရတဲ့နည်းနဲ့ယူလာခဲ့ပါမယ်ဆရာဆန်းကတစ်ချက်ပြုံးလို့ဘာကပကုန်းကိုပုတ်လိုက်တယ်55ရက်မပြည့်ခင်ဒီကိုပြန်လာခဲ့ပါဘာခတ်ဘာခတ်ကခေါင်းညှိလိုက်ပြီးထိုနေရာကနေထွက်ခဲ့တယ် အင်ဂျင်မြန်လို့ခေါ်တဲ့အတိုင်းချိုနီယာမှာအင်ဂျင်ပင်တွေပေါက်ရောက်နေကြပြီးတန်နီယာရောက်မှာတစ်ပင်တစ်ပင်အနောက်ကမက်နေစီယာထွက်ပေါ်ပြီးကိုဘခတ်မနေစီပါလားကိုဘခတ်ကိုလာနှုတ်ဆက်တာပါဒီလိုမပြောပါနဲ့မက်နေစီယာမက်နေစီယာစကားကိုကြားရတော့ကျုပ်တို့နောက်တစ်ခါပြန်မတွေ့တော့မဲ့လူတွေကြာနေရပြီမက်နေစီယာမျက်နှာဟာစေမကောက်ဖြစ်တဲ့အမှုရောင်နဲ့ဖြစ်ပါလိမ့်ဘာကကမန်နေစီယာပခုံးကိုလက်နဲ့ဆုပ်ကလိုက်တယ် ဘာမှမပူပါနဲ့ဗန်နေစီကျောက်တော်ဝင်နေခြေပုံပြီးအမြန်ဆုံးပြန်လာခဲ့ပါမယ်မန်နေစီတာတန်ရောင်ကယူဆိုင်ပါမန်နေစီကခေါင်းငင်းလိုက်တယ်တရက်ခါဘာခတ်ဟောတောင်ဆင်းလန်းအတိုင်းခြေလန်းကျဲကြီးနဲ့ဆင်းသက်သွားတော်ရီမန်နေစီကဘာခတ်ရဲ့နှောက်ကြုံကိုလှမ်းကြည့်ရင်မြုံအိမ်အတွင်းကမျက်ရည်တွေစိတ်ကျလာတော်တယ်ဟုတ်ကဲ့ပါကျမတို့ channel ကထုတ်လစ်တင်ဆက်ပေးခဲ့တဲ့ကျမတို့ရဲ့ဆရာအကားစော်ရေးသားထားတဲ့ဘဲတန်ဘာခတ်နဲ့ ကလုံတပ်ဖွဲ့စာစဉ်20နှစ်ထုံးလင်းတင်ဆက်ပေးမှုကိုဒီလောင်းနဲ့ပဲခေတ္တရန်နာခွေပြုပါ။နောက်ရက်မှာတော့ကြံရှိရဲ့အကြောင်းအရာတွေကိုစာစဉ်23မှာဆက်လက်ပြောပြပေးမှာမို့စောင့်မျှော်ပြီးတော့အားပေးနှားဆင်နိုင်ပါရစေ။အားပေးနှားဆင်သူပရိသတ်များအားလုံးကိုချစ်စစ်တင်ပါတယ်ရှင်။